မင်း online တင်ရချီပေးရတဲ့ jacket ကြီးကိုဝတ်ထားသလိုဖြစ်နေတာ။ तू ကလှမလားလို့။ तू ကသူ့ကိုသူ Tom Cruise တို့ဘာလို့နဲ့တူမလားလို့။အဲဝတ်တာ။ဝတ်တာ။အမင်းသားတွေဝတ်တဲ့ဟာကိုဝယ်ဝယ်တာပတ်သက်ရှိတာဟုတ်ဗျာ။ဝယ်ပြီးပြင်မယ်လေတနိုင်ငံလုံးကဝိုင်းကြည့်လိုက်တော့သောက်တော်သားမန်းသောက်တော်သားမန်းသိ။လူလန်းကသိတယ်။အဲ့တော့တရုတ်ကဘေးအားပေးလို့ကျွန်တော်တော်လိုင်းရက်တော်မယ်ဆိုတာမဖြစ်နိုင်ဘူး။ကျွန်တော်မယုံကြည်ဘူး။နောက်တစ်ခုရှိတယ်။ခုနကကျွန်တော်ရှေ့မှာအကြော်မှာပြောခဲ့တယ်လို့ပါပဲ။စစ်ကမာယာအယမ်းများတယ်။အပြောင်းလဲအယမ်းမြန်တဲ့အထက်မှာစစ်တူရဲ့သဘောသဘောကပါတယ်။အဲ့တော့ တော်လိုင်းအင်အားစုတွေ MOD NUG အပအဝင်ခြားသောအရာတွေငါမိတ်တွေဒီလေဒီတရုတ်ကဖီအားပေါ့နော်တရုတ်က logistic ကိုဖြတ်တဲ့ကိစ္စကိုကျော်လွှားနိုင်မှုနည်းလမ်းမျိုးစုံရှာပြီးတော့လုပ်နေတယ်လို့ကျွန်တော်ယုံကြည်ထားတယ်တိုက်လီမောင်ဘုံကျဲခွင့်ရထားတဲ့လူသက်ကောင်တွေလည်းပဲတိလာလို့သူတို့ချင်းချင်းငါတို့ဒီပုံစံအတိုင်းဆက်သွားလို့တော့မရဘူးတေးကြတဲ့ကြားဖြန့်ဆရာစွဲကောင်မင်းအွန်လိုင်းရဲ့ခိုင်းခိုင်းစီမှုကိုငါတို့လို့ငါတို့လည်းကြားဖြန့်ဆရာစွဲသားတွေဖြစ်တစ်ချိန်မို့တစ်ချိန် ဘာလို့လဲဆိုတော့ရာဇဝေဘေးပြေးမလွတ်ဘူးဒေါ်လာမျိုးတွေအားလုံးပဲမင်္ဂလာပါဆိုတော့နိုဝင်ဘာလ22မှာ9ရက်နေ့ဖြစ်ပါတယ်ဒေါ်လာယင်းနဲ့ပတ်သက်တဲ့သတင်းဦးသတင်းထူးသတင်းကောင်းတွေကိုရုံစွာနားဆင်ကြည့်ပါပြီးတော့ကျွန်တော်ဗီဒီယိုတွေကို reaction လုပ်ပေးမှာဖြစ်ပါတယ်ပထမဆုံးသတင်းတွေကတော့ဘကိုးတိုင်းနက်တလင်းမြို့နယ်ရှားပြူကုန်းရွာမှာရှိတဲ့အကြံပတ်စတဲ့ကိကိုဝင်ရောက်တက်ခဲ့ရမှာစစ်သားနှုတ်ဦးသိဆုံးပြီးတော့မှာဆိုင်ကယ်၄စီးနဲ့ဖုန်းတစ်လုံး သိသိရမိခဲ့တဲ့အကြောင်းကို data ရဲစီရဲ့တရေမေးရာသိရပါရယ်နိုဝင်ဘာလ22မှာ6ရက်နေ့နနက်10:00နာရီ7မိနစ်ခန့်အချိန်မှာနတ်တလေးမြို့နယ်ရှားပြည်ကုန်းကြီးရွာမှာရှိတဲ့အကြမ်းဖက်ဆက်တဲ့စစ်ဆေးရေးဂိတ်ကိုတော်လိုင်းရဲဘော်တွေကဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်တဲ့အကြောင်းလည်းသိရပါရယ်ဒီတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်ဆက်တဲ့ဘက်က9ဦးသေဆုံးပြီးတော့မှ9ဦးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ case scan မှာရှိတဲ့စံကဲ၄စီးနဲ့ဖုန်းတစ်လုံးကိုလည်းသိသိရမိခဲ့တဲ့အကြောင်းလည်းသိရပါရယ်ဒီတိုက်ခိုက်မှုကတော့ဒါကျွန်တော်တက်ခွဲ6ပေါ့နော် AR ညီနောင် တပ်ဖွဲ့နဲ့နတ်တလေးမြို့နယ်ပါခဘာရူရာပူးပေါင်းပြီးတော့မှလှုပ်ဆောင်ခဲ့တာဖြစ်ပါတယ်ဒေါ်လာရီတပ်ဖွဲ့ဝင်တွေကတော့အထူးကဲမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့လို့သိရပါတယ်ကောင်းပါတယ်မွေးငါနှစ်ပွဲလည်းချက်နိုင်ခဲ့တယ်စိုင်ကယ်၄စီးအပြင်ဖုန်းတစ်လုံးမှသိမ်းနိုင်ခဲ့တယ်ဆိုတော့မင်္ဂလာရှိတဲ့တကယ်ကို28ရက်နေ့အတွက်အဖွင့်လာခဲ့တဲ့ဒေါ်လာရီနဲ့ပတ်သက်တဲ့သတင်းတစ်ပုဒ်ဖြစ်ပါတယ်နောက်ထပ်သတင်းလေးကတော့ဘကိုးတိုင်းတဲကုန်းမြို့နယ်မှာစိုင်ကယ်နဲ့ကင်းလဲ့လာတဲ့အကြမ်းဖက်စစ်သားတွေကိုမိုင်းဆွဲတိုက်ခိုက်ရမှာစစ်တပ်ကတအူးသေးဆုံးခဲ့တဲ့အကြောင်းကိုပေါ့နော် ၃၆၃ညတဲ့စစ်ထောင်နိုင်ရင်တရင်နဲ့ပြန်ချားရေးတာဝန်ခံရဲဘော်ရှဲတို့ကပြောပါတယ်။နိုဝင်ဘာလ၁၆ရက်နေ့ည၁နိုင်ခန့်အချိန်မှာတဲကုန်းမြို့နယ်တနီတော်အုပ်စုပေါ့နော်။ဒါကျွန်တော်တို့မြစ်စုကုန်းချီရဘက်ကိုစံကဲ9စီးနဲ့ကင်းပိုင်ရန်ထွက်လာတဲ့စစ်သားတွေကိုတော်လိုင်းတက်ဖောက်ဝင်တွေကမိုင်းဆွဲတိုက်ခတ်ခဲ့တာဖြစ်ပါတယ်။ဒီမိုင်းဆွဲတိုက်ခတ်မှုတွေမှာအကြမ်းဖက်စစ်တပ်ဘက်က၃ဦးထိခဲ့တဲ့ဟန်ရရှိခဲ့ပါတယ်။တီကုန်းစေုံမှာစစ်သား၃ဦးသေဆုံးခဲ့တဲ့ကြောင်းလည်းသိရပါတယ်။ဒီမိုင်းဆွဲတက်ခတ်မှုအတွင်းမှာအကြမ်းဖက်စစ်တပ်ကလက်နက်ငယ်တွေနဲ့ပြန်လည်ပစ်ခတ်တက်ခတ်ခဲ့တော့လေတော်လိုင်းရဲဘော်တွေကတော့ထိခဲ့မရှိအောင်မြင်စွာ ဒါကျွန်တော်လှုပ်ဆောင်နိုင်ခဲ့တာဖြစ်တယ်လို့အထူးကိမရှိလဲပြန်လဲဆွခွာနိုင်ခဲ့လို့သိရပါတယ်မင်္ဂလာအရန်ရှိပါတယ်ဆိုတော့ဒီကောင်တွေဘက်က၃ကောင်ထိတယ်ထိတဲ့ချိန်မှာစေးရုံမှာတကောင်သေးသွားတယ်အိုးအိုးမင်္ဂလာရှိတယ်ကြိုက်တယ်အဲ့တော့တုံချုပ်တုံညာတက်တရင်နော်ညီကိုများ fight တက်မှာကျေးဇူးလက်တက်ပါတယ်ဆက်ပြီးတော့မှကျုံးပေးပါအောင် နောက်ထပ်သတင်းလေးကတော့စကိုင်းတိုင်းဝက်လက်မြို့နယ်ပုံနာပုံနာကြီးရွာပေါ့နော်ပေါ်နာကြီးရအနေမှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကနေပြီးတော့မှတက်ပြက်ပြီးတော့မှထွက်ပြေးလာတဲ့အချက်ပတ်စစ်တပ်ကိုထပ်မံပြီးတော့မှတိုက်ခတ်ခဲ့ရမှာ စစ်သားတအုပ်တွေဆုံးခဲ့တဲ့အကြောင်းကိုဘန်ဒူလာနဲ့အဖွဲ့သားများတပ်ဖွဲ့ကကိုရမားကပြောပါရယ်။နွေမာလာ၂၂မှ၃ရက်နေ့မှာဝက်လက်မြို့နယ်ပုံနာရွာအနီးမှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကနေပြီးတော့မှတက်ပြက်ပြီးထွက်ပြေးသွားတဲ့စစ်သား၁၀ဦးကိုတာနာရွာအမ်မူးတုံးကွာအရှိပမာရှိတဲ့ဝက်ကောင်းပြုံအနီးမှာတော်လိုင်းတပ်ဖွဲ့ဝင်တွေကထပ်မံစောင့်ကြိုတိုက်ခတ်ခဲ့တာဖြစ်တဲ့ကြောင်းလည်းသိရပါရယ်။ဒီထွတ်တဲ့ပွဲက7မိနစ်ခန့်သာကြာမြင့်ခဲ့ပါရယ်။ခင်းရလူလာမှုမရှိတဲ့ကြောင်းမို့လို့တော်လိုင်းရဲဘော်တွေကပြန်ဆုတ်ခွာခဲ့ရတာဖြစ်ပါရယ်။ ဒီတိုက်ပွဲမှာဖြစ်ပွားခဲ့တဲ့ဒါနေရာကိုပေါ့နော်နိုဝင်ဘာလ22ရက်နေ့9နာရီနေ့နက်ပိုင်းမှာတော်လိုင်းတက်ဖော်ဝင်တွေကနေပြည်ရှင်းလင်းစင်မှာစစ်သားအုံဆောင်ပြည်သူ့နဲ့စစ်သားအလောင်းတလောင်းကိုလည်းတိစီရမိခဲ့တဲ့ကြောင်းလည်းသိရတယ်ဆိုတိုက်ပွဲအတွင်းကနေပြီးတော့မှစစ်ခွေးတွေထွက်ပြေးလာတယ်လို့သတင်းလမ်းပြောလို့ကျွန်တော်တို့9ရောက်ထဲနဲ့သွားပြစ်တာအဲ့ကောင်တွေစပားကင်းတွေကနေတက်လာတာတွေ့တယ်ကြီလလန်းမြင်တာနဲ့စပြစ်တာဒါကျွန်တော်တို့ကျွန်တော်တို့ပြစ်တဲ့အချိန်မှာအဲ့ကောင်တွေစပားတော့ထဲမှာဝက်ပြီးနေတယ်ပေါ့နော်သူတို့နောက်ကလည်းထက်လာတယ်ခမန်းကြီး60လောက်တော့ရှိတယ်အဲ့ဒါကြောင့်ကျွန်တော်တို့စစ်ကူလာလို့ပြန်ဆုတ်ခဲ့ရတာပေါ့နော် အဘာပဲပြောပါသူကသူဒါတက်ပြတ်ပြီးတော့မှထွက်ပြေးလာတဲ့ကောင်တွေထက်မှန်ပြီးတော့မှမဝင်ငါတပွဲချက်နိုင်ခဲ့တဲ့အတွက်ကြောင့်မို့လို့လေရာဒါကြီးကဝမ်းမြောက်ဝမ်းသာနဲ့ကျေးဇူးလက်တင်ပါတယ်ဂုံလဲယူပါတယ်လို့ပြောချင်ပါတယ်ဆိုတော့နောက်ထပ်သတင်းလေးကတော့ ARD တိုင်းเนาะကျွန်တော်တို့ပသိမ်ခရံတာပေါင်းနဲ့လင်းမြင်တာမျိုးနဲ့မှာအာရကတ်တော် A နဲ့စစ်ကော်မရှင်တို့တိုက်ပွဲတွေဖြစ်ပွားရာနေရာတွေမှာစစ်ကော်မရှင်တပ်ကဒဏ်ရာရလူနာတွေကိုပသိမ်ကိုပေါ့နော်အလုံးရင်းနဲ့ရောက်ရှိနေတဲ့အကြောင်းလည်းသိရပါတယ် လေးမျက်နှာမျိုးနဲ့အတွင်းကမှုရောက်ရှိလာတဲ့ဒဏ်ရာရစစ်ကောင်မရှင်တပ်သားတွေကိုပသိမ်စစ်ပြေပြေစေးတက်ရင်းပေါ့နော်မဆရလေးမှာကုသပေးနေရတယ်ပြီးတော့မှလူနာတွေများပြားတဲ့အတွက်ကြောင့်မို့လို့ရန်ကုန်ကိုပို့ဆောင်ပေးနေရတဲ့ကြောင်းလည်းသိရပါတယ်အဲ့တော့ဘလောက်များလဲစဉ်းစားကြည့်ပေါ့နော်ဆေးရုံမှာလူနာမဆန့်တော့တဲ့အတွက်ကြောင့်မို့လို့ဒီကောင်တွေပသိမ်ဘက်ကိုပို့ရတာနဲ့ရန်ကုန်ဘက်ကိုပို့ရတာနဲ့ပေါ့နော်ဆိုတော့ရှင်းတဲ့ဘက်ကလည်းလေးမျက်နှာနေပြီးတော့မှစစ်ကားကြီး14စီးနဲ့လူနာတွေနဲ့လူသေးတွေကိုပြန်သိလာတယ်တဲ့အခုတာပေါင်းဘက်ကနေပြီးတော့မှလူနာတွေထက်ရောက်လာတယ် ကုလို့မနိုင်တာတွေကိုရန်ကုန်ကိုပို့နေရတယ်လို့သိရတယ်ဆိုပြီးတော့မှစစ်ရေးတရေရင်မြေတွေကသိရတယ်ပေါ့နော်ဆိုတော့ဒီအပိုင်းအတွက်မှာတိုက်ပွဲဖြစ်နေတာလဲတာပေါင်းမြို့မှာဒဲဗျူရောတိုက်ပွဲကနေပြီးတော့မှဒိုင်ယာစစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေကပသိမ်မဆိုင်ရလေးကိုထပ်မံရောက်ရှိလာတဲ့အကြောင်းမလို့နေရအခက်ခဲနဲ့စေဝါသွေးဆရာဝတ်တနာပြုလုံလောက်မှုမရှိတော့တဲ့အကြောင်းမလို့အရေးပေါ်လူနာတွေကိုရန်ကုန်ကိုပို့ဆောင်ပေးနေရတဲ့အကြောင်းကိုပသိမ်တရင်အထူးတပ်ဖွဲ့ထံနေပြီးတော့မှသိရတယ်ပေါ့နော်အိုးအိုးကျုံချက်ပဲဟာ ဝင်းကားတွေချက်ချက်ပဲအရကားတော့ AR AR ဝီတိုင်းဒီပန်စင်းပြီးတော့မှချက်တာဆိုတော့ကျွန်တော်တို့ကဂုံယူတယ်လေဒါကြောင့်မို့လို့ဒီသတင်းလေးကိုပြပြပေးတာဖြစ်ပါတယ်သတင်းလေးတွေနားဆင်ပြီးတဲ့နောက်မှာဗီဒီယိုဖိုင်လေးရေးကြည့်အောင်ပါပထမဦးစွာဒါကျွန်တော်တို့ကိုမောင်မောင်ပေါ့နော်လောလောဆယ်မှာတော့ဒါကျွန်တော်တို့ YouTube ကနေပြီးတော့မှခက်တာနားထားတဲ့တော်လိုင်းရင်းနဲ့ပဲဖြစ်ဖြစ်နိုင်ငံအရေးနဲ့ပဲဖြစ်ဖြစ်ခက်တာအနားယူထားတဲ့မောင်မောင်ကဒီစက်တပ်ဘက်က law video ပေါ့နော် အဲကျွန်တော်တို့အမားမတ်မသိတဲ့ lobby မဟုတ်တဲ့ lobby များတဲ့ဒီအကြောင်းအရာလေးကိုကျွန်တော်အားလုံးတို့နားထောင်ကြည့်အောင်ပါအာစကားစားဘက်က lobby တွေကပြောမယ်ဆိုရင်ဘာမှအားရမရှိကြပါဘူးအဲသူတို့က lobby လုပ်လို့သူတို့က lobby လုပ်ကြမို့သူတို့ကထောက်ခံပိုင်ခွင့်ပဲရှိတာอืมဆိုတော့ကျွန်တော်ကစစ်တပ်ရဲ့အကြီးအကဲပေါ့နော်အဲဦးမင်းအောင်လာရဲ့ဆောင်ရွက်ချက်မှန်သမျှကိုဒါလေးထောက်ခံရတာပါ lobby ဆိုတာက တခြား lobby နဲ့ lobby နဲ့ဒီထောက်ခံသူနဲ့တခြားတို့တို့က lobby တော့မဟုတ်ပါဘူး lobby ဆိုတာကခေါမလဲကျွန်တော်တို့စစ်တပ်တွေ lobby လုပ်ပေးတာဒါမှန်တယ်နောက်တစ်ခုကကောင်းစေခြင်းတဲ့ပုံစံမျိုးတွေနဲ့သွားရမှာအခုကအဲတို့ကအခုဒီတက်မလို့အနေနဲ့တက်မလို့ကောင်းစားပါเนาะဦးမင်းအောင်လာရဲ့ဆောင်ရွက်ချက်ကမမမမအထောက်ခံပြီးရဆိုတော့ lobby ရဲ့အစ်စ်မှလည်းမရှိပါဘူး เนาะတို့ရဲ့ယက်တီချက်ကတော့ဒါကျွန်တော်အနေနဲ့တော့မပြောလို့ဘောဒါတို့ရဲ့ကိုယ်ပိုင်ယက်တီချက်ဖြစ်ပါလိမ့်မယ်เนาะဒါမဲ့လဲ lobby မဟုတ်တဲ့ lobby မဟုတ်တဲ့ lobby လို့ပြောလို့ရပါတယ်เนาะอืมဆိုတော့ဟိုကျွန်တော်တို့ဟိုရှေ့မှာဒါ Lucianor ပညာနဲ့ပတ်သက်ပြီးတော့มาသင်ပေးခဲ့တဲ့နိုင်ငံရေးနဲ့ပတ်သက်ပြီးတော့มาဗောနော်နိုင်ငံရေး Lucianor ကြီးတယောက်ရှိရယ်ဗျကျွန်တော်တို့ကဒီလိုပဲမိသားစုတွေကိုပြောချင်တယ်ဗောနော်ပြောပြချင်တယ်သူကဘာပြောလဲဆိုတော့မြန်မာနိုင်ငံမှာတဲ့ lobby စစ်စစ်မရှိဘူးတဲ့ အကုန်လုံးကတာပေါင်းနေပြီပဲတဲ့ဥမာကွာတဲ့ तू အားပေးတဲ့အဖွဲ့က तू မတာသေးဘူးဆိုရင်လည်းတို့ကပေါင်းနေပြီမဲ့လေ wish show ပြီးတော့မှာပေါ့ဗျာတစ်ဖက်မှာတစ်ဖက်ကလူတွေကတို့ထက်အားသာနေရတဲ့ကြောင့်မလို့တို့ခဏ wish show နေတယ်တဲ့အဲ့တော့တို့အားပေးနေတဲ့လူတွေတို့အားပေးနေတဲ့အဖွဲ့တွေကအားပြန်တလာတဲ့အချိန်ကျရင်ဒီကောင်တွေကအဲ့ဒီဘက်ကနေပြီးတော့မှာ lobby လုတ်ပေးတယ်ပေါ့နော် lobby လုတ်ပေးတယ်ပေါ့အဓိကတော့တာကူးလုတ်ပေးတယ်ပေါ့ကွာတဲ့မှာတာကူးလုတ်ပေးတာဘောမပေးတာပေါ့ဗျာဥမာဟိုကျွန်တော်တို့ NLD မှာလည်းဘောမခဲ့တဲ့လူတွေရှိတယ်လို့မျိုးပဲဒီဘက်ဒီကျွန်တော်တို့ အဲကြံ့ဖို့ကနေပြီးတော့မှပြန်လဲပြီးတော့မှလက်ရှိအားတန်နေတဲ့အချိန်မှာလဲပေါ်မခဲ့တဲ့လူတွေရှိအဓိကတော့တာယာကူးတဲ့တာကူးတွေပဲများတယ်ဆိုတာကိုဒီမြန်မာနိုင်ငံမှာတော့ lobby စစ်စစ်တွေကမရှိဘူးတာကူးတွေနဲ့ဘောမတွေပဲများတယ်ဆိုတာကိုသိစေချင်တဲ့ကြောင့်မလို့ debriefing ကို reaction လုပ်ပေးတာဖြစ်ပါတယ်နောက်တစ် profile လေးကတော့ဒါကျွန်တော်တို့ coaster stone ပေါ့နော်ဘလို့ဝွေဝွေလူပုံလူယုံမထွက်တဲ့ main online ကို coaster stone ဘလို့ဖြုတ်တယ်လဲဆိုတာနားထောင်ကြည့်အောင်ပါ မင်းအောင်လိုင်ဟို UK ကထုတ်တဲ့အဲဘာဘရီလာအဲ့ဒီအဲ့ဒီဂျက်ကက်ကြီးဝတ်တယ်လို့ပဲတင်းရာချီပေးရတဲ့ဂျက်ကက်ကြီးဝတ်တယ်ဖြစ်နေရောမင်းအွန်လိုင်းတင်းရာချီပေးရတဲ့ဂျက်ကက်ကြီးကိုဝတ်ထားသလိုဖြစ်နေတာ။ तू ကလှမလားလို့ तू ကသူ့ကိုသူ Tom Cruise တို့ဘာလို့နဲ့တူမလားလို့အဲဝတ်တာဝတ်တာမင်းသားတွေဝတ်တဲ့ဟာကိုဝယ်ဝတ်တာပတ်သက်ရှိတာဟုတ်ဗျာ။ဝယ်ပြီပြင်မယ်လေတနိုင်ငံလုံးကဝိုင်းကြည့်လိုက်တော့သောက်တော်သားမန်းသောက်တော်သားမန်းသိလူတိုင်းကသိတယ်ဟမ်မတမ်းမရတယ်ဝတ်ထားတာ။ तू အင်းကြီးမအမနာလူတိုင်းပြောတယ်လူတိုင်းပြောတယ် အတွင်းင်းက spiritual ကမတောက်ပါတဲ့အတွက်အပြင်က body ကဘလောက်ကောင်းသား cosmetic တုံးတုံးမတောက်ပါတာအဲ့ဒါကြောင့် spiritually ကမတန့်စင်တဲ့အတွက်သူ့ရဲ့ရုပ်ခန္ဓာကြီးကညစ်ညမ်းပြီးတော့ um ညစ်ထစ်တဲ့နဲ့ဘလောက်ဝူဝူရုပ်မထွက်ဖဲနဲ့စောင့်တော်သူစောင့်တော်သားဖြစ်နေတာပဲဘလောက်အိမ်ကောင်းကြီးတွေကနေနေသူတို့ဘဝတွေဟာမတောက်ပြန်ဘူးဖြစ်နေတာအဲ့ဒါကိုယောင်ကိုယောင်မတောက်ပါဘူးခေါ်တယ်ခင်ဗျားတို့ထင်တာကဘုဒ္ဓဝင်ဘုရားသောင်းထဲမှာဆွဲထားတဲ့ ဖះကောင်းကအဝိုင်းလိုမျိုးထင်နေတာမဟုတ်ဘူးလူသားမှာအဲ့ဒီကိုယောင်ကိုဝါရှိတယ်လူတိုင်းလူတိုင်းမှာရှိတယ်ဒါပေမဲ့လူတိုင်းလူတိုင်းမှာဘာလို့မတွေ့ရရလဲဆိုတော့သူတို့စိတ်နှလုံးသားတွေကလူတိုင်းလူတိုင်းတန့်ဆင်နေတာမဟုတ်ဘူးလူတိုင်းလူတိုင်းကအမ်ဖြိုးဖြိုးဖြစ်နေတာမဟုတ်ဘူးစိတ်နှလုံးသားတွေကအဲ့စိတ်နှလုံးသားဖြိုးဝဖြစ်မနေတဲ့စိတ်နှလုံးသားညဉ့်ညမ်းနေတဲ့စိတ်ဝိညာဉ်ညဉ့်ညမ်းထုံထိုင်းအောင်မိုက်တရောင်းသားတောသားဆန်နေတဲ့စိတ်ဝိညာဉ်နေတဲ့လူတွေကအဲ့ဒါပဲသူတို့ရဲ့ရုပ်တွေကအကြည်ဓာတ်ကိုမရှိတာ อืมအမှန်ပဲဆိုတော့ဒီကိုစတားစတုံးပြောတဲ့ကိုရဲဝင်းသူပြောတဲ့စောက်တော်သားဆိုတာဘာလဲဆိုတော့တောတောင်လို့တောရွာတို့မှာနေတဲ့တောသူတောင်သားတွေကိုပြောတာမဟုတ်ဘူးအုံတော်မရှိတဲ့ကောင်တွေကို လုတ်တာအမှန်ပဲလို့ထင်နေတဲ့ဟာတွေတကယ်ကိုချင်းဇာရိတာပြည်သူနဲ့ပတ်သက်ပြီးတော့မှာကိုကိုရံရောမကောင်းတဲ့ကောင်တွေကိုပြောတာအဲ့ဒါကိုစောက်တော်သားလို့ခေါ်တာဆိုတော့မေအောင်လိုင်းအစီကွက်တွေစောက်တော်သားဘာကြောင့်လဲဆိုတော့မေအောင်လိုင်းကဘလို့လို့လူရုံးမထွက်ဘူးဆိုတာဘာလဲဆိုတော့ဒီကောင်တွေစိတ်ပိုင်းဆိုင်ရာအရာကို ပြည်သူနဲ့ပတ်သက်လာရင်ရုပ်မှာကောက်ချစ်တဲ့အကြံတွေပဲတွေးနေတဲ့ကြောင့်မို့လို့ဒီကောင်ရဲ့ရုပ်ပိုင်းဆိုင်ရာကိုဘလို့မျိုးပဲတံမိုးကြီးတဲ့အဝတ်အစားတွေပဲဝိုးဝဲတံမိုးကြီးတဲ့အသုံးဆောင်ရေမွေးအစရှိတဲ့အဝတ်အစားပေါ့ဘလို့ဟာပဲဝိုးပဲဒီကောင်လူပုံမထွက်လာတာကလေဒီကောင်ရဲ့ရုပ်ပိုင်းဆိုင်ရာကစိတ်တက်ကညံ့ဖျင်းနေတဲ့ကြောင့်မို့လို့ရုပ်ပိုင်းဆိုင်ရာကလည်းရုပ်ကလက်ကစုပ်ပြက်နေတဲ့အကြောင်းလေးကိုကိုရဲဝင့်သူကပြောပြပေးတာဖြစ်ပါတယ်ကိုလာတိုင်ကြီးကတော့ထဆင့်ဒါမီးမီးရှို့ပေးတာပေါ့နော်အောက်ဆီဂျင်လောင်းပေးတာပေါ့โอเค ောက်တစ်ခေတ်ပိုင်းလေးတစ်ခုကတော့ဒါကျွန်တော်တို့သခင်မွေပုပေါ့အဲ့လိုမျိုးပေါ့ဗျာမြန်မာနိုင်ငံကိုတိုးတက်သွားမှာကိုကြောက်နေတဲ့မင်းအောင်လိုင်ရဲ့အကြောင်းကိုကျွန်တော်သခင်ကြီးငွေပုကဒီလိုလေးပြောလာပါတယ်နားထောင်ကြည့်အောင်သခင်ကြီးဘယ်လိုဖဲ့မလဲမင်းအောင်လိုင်ကိုနားထောင်ကြည့်အောင်ရင်းနှီးမြုပ်နှံမှုတွေလာတယ်ဟမ်ဆက်ခွဲအာနာသိရောတိုင်းပြည်တပီရအရာဗျာကျွန်တော်မီးလေးတွေမှန်လာပြီနော်ငေါပြည်သူပြည်သူတင်တဲ့အစိုးရမှာမီးလေးတွေမှန်လာပြီကျွန်တော်တိုးတက်တာလေးတွေမြင်လာပြီဟွန်း ကျွန်တော်နိုင်ငံသားမှာလှုပ်တဲ့လူတွေလည်းပြန်လာဖို့ပြင်နေကြပြီဟွန်းနိုင်ငံသားရင်းနှီးမြှုပ်နှံမှုတွေအထယ်ကျုပ်ဆက်ယုံတွေဘာတွေလဲမြန်မာပြည်ကိုဝင်နေပြီဟွန်းဟွန်းမိလေးတွေလည်းအပြည့်အစုံစမှုစုံတွေမှာမှန်ဘယ်လိုပြောမလဲမှန်လာပြီတိုးတက်ချိန်ပြတာတိုးတက်မှောက်ကြောက်နေတာကျွန်တော်ပြီးကြမှာတန်းစီဘလော့မှာတက်မှာတိုးတက်မှောက်ကြိုက်ကြောက်နေတာအဲ့တော့ဒီခွဲသလောင်းသားတွေလည်းအာနာသိမ့်လိုက်ကော မီးလဲမလာတော့မီးမလာတော့ရင်းနှီးမြုပ်နှံမှုတွေကလက်ကောအေးဘောဟုတ်တယ်လေနော်ရင်းနှီးမြုပ်နှံမှုမီးမလာမှာတော့ဟမ်ဘယ်နိုင်ငံမြန်မာပြည်မှာသွားပြီးတော့စိုက်ယုံဆောက်တော့မလဲလက်ကောအဲ့တော့ဘယ်နိုင်ငံသွားလဲဗီယက်နမ်ကိုသွားတယ်နော်ဗီယက်နမ်အဲ့ဒီတော့လေလေပဲပြီးနေတူမတာကိုမတာတွေတော့မြန်မာနိုင်ငံနဲ့တဲ့ရမလားဟမ်ဗီယက်နမ်တို့တိုင်းတို့လာအိုတို့သိတယ်မလားဗီယက်နမ်တိုင်းလာအိုတို့ဘာလို့อ่ะ သူမသားကိုမသားအာတုပတွေနော်ဒါပေမဲ့မြန်မာနိုင်ငံတို့ကလုံသားလုံအားကဈေးနှုန်းတွေတက်တာတော့ပြပရင်းနှီးမြုပ်နှံမှုတွေလာတယ်လုံးရင်းလာတယ်ကိုယ်တော်ကလည်းအုတ်ချုပ်လိုက်တော့မီးမလာဘဲလာနခိုးနေတာ哦နော်ဒီမီးကခိုးอืมရောက်တယ်ဆိုတော့တေးစာတခေါ်တော့မင်းအွန်လိုင်းတို့အာနာသိပြီးနောက်ပိုင်းမှာဒေဝါလီခံွားတဲ့ကုမ္ပဏီတွေလည်းအများကြီးပဲဆက်ယုံနေလည်းအများကြီးပဲ တေချာတခုကတော့နိုင်ငံခြားကုမ္ပဏီတွေနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကမြန်မာပြည်ကိုလာဖို့ဆိုရင်တေချာတဲ့မင်းအောင်လိုင်းတို့မီးအရင်ဆုံးမှတ်မှန်ပေးနိုင်မှုလို့ရတယ်။အဲ့ဒီမီးရအစာခိုးစားနေတဲ့ကောင်တွေရှိနေတဲ့နိုင်ငံကိုဘယ်လုပ်ငန်းရှင်မှမလာဘူး။တင်းစစ်မီးနဲ့ပတ်သက်ပြီးတော့မှလုပ်ရမယ့်ကုမ္ပဏီတွေစက်ယုံတွေလာပြီးတော့မှဘယ်နိုင်ငံမှမထောင်ဘူး။အဲ့တော့မင်းအောင်လိုင်းကိုမမျော်လင့်နဲ့လို့ပြောချင်တာဗျာ။နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်ပြီးမင်းမင်းရှိနေသူရဲ့တစ်သလုံးလာမရင်းနှီးမြှုပ်နှံမှုဆိုတာကိုသိစေချင်တဲ့ကြောင့်မလို့ဒီ preparation လုပ်ပေးတာဗျာ။ เนาะအဲ့တော့ပြောချင်တာပါဆိုမင်းအောင်လား subscribe ခွဲတာကို subscribe ခွဲခြင်းလို့ဒီ video file reaction လောက်တာ okay ဆိုတော့နောက်တစ် video file လေးတစ်ခုကတော့ဒါကျွန်တော်တို့တရုတ်နဲ့ပတ်သက်ပါတယ်တရုတ်ရဲ့ PR ပေးလို့ဒေါ်လာရင်းကတော့ရက်သွားမှာမဟုတ်ဘူးဆိုတော့အကြောင်းကို Every Times က editor ကိုတန်းထိုက်အောင်ကသူကတော့เนาะပြောပြပါလိမ့်မယ်နောက်ထောင်ကြည့်အောင်ဒါလေးကကျွန်တော်တို့နားထောင်ရမယ့်အထဲမှာလေးပါတယ်ဗောနော်ဒါဒါဒီဒီဆရာတွေဗောဒါဒီဆရာတွေရဲ့အာကျွန်တော်တို့ ြောစကားအနေနဲ့လည်းပြောမယ်ဆိုရင်ဒါလက်ရှိဒါကျွန်တော်တို့ဒေါ်လာရေးအတွက်ကိုတကယ်ကိုဒါကောင်းတဲ့အထောက်အကူဖြစ်တဲ့ positive ဘက်ကိုစောင်းနေအကြောင်းအရာတွေပေါ့နော်အဲ့တော့နောက်ထောင်ကြည့်အောင်ဒေါ်လာရေးကအတိုင်းအတာတစ်ခုတည်းတော့တုံနှေးသွားတာတော့ဒါကျွန်တော်တို့အမှန်တရားပဲဒါပေမဲ့ရပ်တန့်သွားမှလားဆိုတော့အဲ့ဒါတော့လုံးဝမဖြစ်နိုင်ဘူးဘာဖြစ်လို့လဲဆိုတော့ အခုဒီကနေ့တော်လန်ရေးမှာပါဝင်ကူညီနေတဲ့ဒီငွေကြေးတွေဖဏငွေစီးစင်းမှုတွေကိုကျွန်တော်တို့ကိန်းကနန်းနေရာကြည့်လိုက်မယ်ဆိုရင်မြန်မာပြည်သူလူထုကူညီမှုကအများဆုံးပဲဂျာပြည်သူလူထုထောက်ခံတဲ့တော်လန်ရေးဆိုတာကျွန်တော်တက်သိပြတာနောက်တစ်ချက်ကတရုတ်ကဟုတ်ပြီဖိအားပေးတယ်ပေးနေတာတော့အသိတယ်အခုရှမ်းမြောက်တင်ပေးနေတာမဟုတ်ဘူးတရုတ်ကကရယံကိုလည်းပေးတယ်ဟုတ်တယ်ဖက်ကျွန်တော်တို့ ARD နေဆက်မှရှိနေတယ်ရခိုင်ပြည်နယ်ကိုလည်းဖိအားပေးတယ် ကျွန်တော်တို့ကပြီးခဲ့တဲ့ဂျပန်ရဆိုရင်အေအေရှားနေမျိုးတွေပြန်တောင်းနေဆိုတာမျိုးတွေရှိအေရှားနေမျိုးတွေပြန်တောင်းနေဆိုတာမျိုးရှိဆိုတော့ဖိအားပေးခံနေရတာတော့ရှမ်းမြောက်တစ်ခွေတည်းတည်းမဟုတ်ဘူးအဲ့တော့သူ့ရဲ့ဒေသန္တရအခြေအနေတွေပထဝီနိုင်ငံရေးအခြေအနေတွေပေါ့နော်အဲ့လိုအခြေအနေတွေပေါ်မှာမူတည်ပြီးတော့အဲတော်လန်ရေးကတော့ဆစ်ဆက်သွားနေကြတာပဲအဲ့တော့ပြောချင်တာကရှမ်းမြောက်ကအဖွဲ့တွေကိုတရုတ်ကဖိအားပေးလို့ရတာဘာကြောင့်လဲဆိုတော့နှစ်ပေါင်းများစွာသူတို့ကတရုတ်ကိုမိကိုးပြီးတော့မှရက်တီခဲ့ရတဲ့နေသားမှရှိတဲ့အဖွဲ့အစည်းတွေဖြစ်နေ အခုတောင်တန်ရေးအညာမှာရှိနေတဲ့တန်း30လောက်ရှိနေတယ်နော်မြန်မာနိုင်ငံလူကြီးရဲ့တန်း30နီးပါးလောက်ရှိနေတယ်လူလူကြီးရှိနေတဲ့နေရာကျွန်တော်တို့အညာပဲအဲ့တော့အဲ့ဒီအညာကတောင်တန်ရေးအားကောင်းလာဖို့အခြေအနေရာတရုတ်ကထိုင်းရိုက်လာဖိအားပေးလို့မရဘူးဒါမှပြည်သူလူထုတွေမှာတော့ထိခိုက်တာ ဖုံးရှုံးတာတော့ရှိမှာပေါ့နော်တော်လန်ရေးတရားကပြတ်တော့ဘေးရွက်ဆူချိုးတွေရှိလိမ့်မယ်အဲ့တော့တရုတ်ကဖိအားပေးလို့ကျွန်တော်တော်လန်ရေးရတော်မယ်ဆိုတာတော့မဖြစ်နိုင်ဘူးကျွန်တော်မယုံကြည်ဘူးနောက်တစ်ခုရှိတယ် ခုနကကျွန်တော်ရှေ့မှာအကြော့မှာပြောခဲ့တယ်လို့ပါပဲစစ်ကမာယာအယမ်းများတယ်အပြောင်းလဲအယမ်းမြန်တဲ့အထက်မှာစစ်တူရဲ့သဘောသဘောကပါတယ်အဲ့တော့တော်လိုင်းအင်အားစုတွေ MUD NUG အပောင်းရင်ခြားသောဤအဟုတွေမာမိတ်တွေဒီလဲဒီတရုတ်ကဖီအားပေါ့နော်တရုတ်က logistic ကိုဖြတ်တဲ့ကိစ္စကိုကျော်လွှားနိုင်မှုနည်းလမ်းမျိုးစုံရှာပြီးတော့လုပ်နေတယ်လို့ကျွန်တော်ယုံကြည်ထားတယ်ကျော်နွားကျော်လွှားနိုင်လိမ့်မယ်လို့လည်းကျွန်တော်ကတော့ယုံကြည်တယ်ကျွန်တော်တို့တရုတ်ကဖီအားပေးလို့ကျွန်တော်တော်လိုင်းရက်သွားမှာမဟုတ်ဘူး เนาะဒီတော်လန်ရေးရဲ့အွှေအပြောင်းတွေဟာတရုတ်ကဖိအားပေးတဲ့အတွက်တော့အကြက်တဲတွေတော့အများကြီးကြုံနေရတယ်စိန်ခေါ်မှုတွေအများကြီးကြုံနေရဒါမငင်းမငင်းနိုင်တဲ့အမှန်တရားတွေပဲဒါပေမဲ့ကျွန်တော်ထင်တယ်အဲ့ဒီအကြက်တဲတွေကိုဖောက်ထွက်သွားရင်ကျွန်တော်ထင်တယ်တော်လန်ရေးရဲ့အွှေအပြောင်းတရှိန်လုံးထက်တက်သွားလိမ့်မယ်အဲ့ဒီအဲ့ဒီအဲ့ဒီထက်တက်သွားဖို့အခြေအနေကိုလည်းပဲအဲအကုန်လုံးကဟိုကြော်လွှားနိုင်မှုဟိုစ조사ပြီးဆောင်ရွက်နေကြတယ်လို့ကျွန်တော်ထင်တယ် อืมဒီကတော့ဒေါ်လာရေးရဒေါ်လာရေးတရုတ်ကတရုတ်ပါဗျာတရုတ်ဖိရတရုတ်ဖိရဒေါ်လာရေးရဒေါ်လာရေးပဲတေချာတကူကတရုတ်ကနေရာတကာမှာဝင်ဆွတ်ဖက်လို့မရဘူးဆိုတာပဲအဲ့တော့ဘာဖြစ်လို့ဆိုတော့မြန်မာနိုင်ငံမှာရှိတရုတ်ပိုက်လိုင်းတွေကျွန်တော်တို့ဘယ်နေရာဘယ်နေရာမှာရှိနေတာဒေါ်လာရေးတက်ဖို့ဝင်နေတာသိတယ်မလောက်ချေလို့ easy ကြည့်နေတာဖိရကတော့ကြည့်ရတော့ဒါပေမဲ့တကယ်ကျုံတော့မယ်ဆိုရင်တော့အမှတရုတ်လေသူ့အနေသူကြောင်ပြောက်မှာပဲအဲ့တရုတ်ကြောင်ပြောက်မင်းအောင်လိုင်းမှာကြောင်ပြောက်မှာအဲ့တော့မလောက်ချေလို့လွတ်ပေးထားရဆိုတော့တရုတ်ကကောင်တွေကိုသိစေချင်တာနော်အဲ့တော့မင်းအောင်လိုင်းလည်းတိတ်ပြီးဖိမရနဲ့ဆိုတော့လည်းသိစေချင်တာ ဒီကြတော့တရုတ်ဖီအားပေးလို့တွန်လိုင်းပျက်စီးသွားမှာတော့မဟုတ်ဘူးဆိုတော့သိစေတဲ့ကြောင့်မို့လို့ဒီဗီရိုဗာရီယေရှင်လုပ်ပေးတာဖြစ်ပါတယ်ဆိုတော့နောက်တစ်ခုဒီပိုင်းလေးတစ်ခုကတော့ဒါကျွန်တော်ဆီယန်နေမျိုးစင်ပေါ့နော်ဆီယန်နေမျိုးစင်ရဲ့ဒေါ်လာစကားတွေကိုလည်းအားလုံးမတူတူနားထောင်ကြည့်အောင်ပါအခုမင်းအောင်လိုင်းဥဆောင်တဲ့ဖက်စစ်အကြမ်းဖက်ကြားဖြန့်လူသက်ရာဇဝတ်ကောင်ကလီစာရောင်းဝယ်ရေးမူရစ်ဘိန်းညာစာအာပွဲတင်ရတယ်အကြမ်းဖက်အုပ်စုဟာလူတချို့ကိုအချိန်လုံးသူအယူလို့လို့ရနိုင်ခဲ့ပါ အဲဒါပေမဲ့လူအားလုံးကိုလည်းပဲသူအချင်းတချို့မှာအယူလုပ်လို့9နှစ်လောက်သူရခဲ့ပူပါတယ်9နှစ်လောက်သူအယူလုပ်ခဲ့အခုပဲသူရဲ့အစီမံအုပ်ချုပ်ရေးဘာကောင်းစီညာကောင်းစီတစ်လေကောင်းစီဟာဘာတွေတိုးတက်နေပါညာတွေတိုးတက်နေပါဒီ Facebook ဒီ connection တွေဖြတ်ပြီးလူလူကအလိညာမှိုင်းတိုက်ပြီးတော့သူတို့ပဲလှုပ်လို့တိုင်းတိုင်းနိုင်ငံကြီးတိုးတက်လာတဲ့အောင်တိုးတက်လာတော့မဲ့တရားအယူလုပ်ခဲ့ဒါပေမဲ့အခု9နှစ်ကာလရောက်လာတဲ့အချိန်မှာ ဆိုတော့ကြုံကြိုက်လို့ပြောရရင်ဟိုအခုအမေရိကန်နိုင်ငံကယာယီခလုံခွင့်အကာအကွယ်တွေရုပ်သိမ်းလိုက်တယ်ဆိုတော့ရပောင်း60အကြောင်းလေးနဲ့ပတ်သက်လို့ကျွန်တော်တို့ဆက်ဆက်စဉ်းစားကြရည်လည်းအများကြီးရှိပါတယ်ဒီကနေ့ဆိုရင် DKB ရဲ့ဌာနချုပ်ကိုဝင်စီဒီ DKB ရဲ့ဌာနတစ်ခုဝင်စီလိုက်တဲ့ KNU ကထုတ်ပြန်လာတဲ့တွေးရှိသောမူရင်းစေချက်လုပ်တဲ့စကမ်းကြီးတွေဖန်စီရမိတဲ့နိုင်ငံသားတွေတွေးရှိတဲ့ကြားဖြတ်ထောက်ထားတွေကိုနိုင်ငံတကာအားချင်းကူညီဖို့ဆိုတဲ့ပန်ကြားချက်အပါအဝင်เนาะ ဖက်စစ်ဂျာမန်တပ်ခအခုဆိုရင်ရောက်ရက်ခတ်ပြီးတော့သူ့ရဲ့လေတပ်ကအကြီးရာဒူးအကြီးဒုတိယအကြီးဆုံးအဆင့်ရှိတဲ့ပုံကိုယ်တွေကိုဇော်ဝင်းမြင့်ကိုအာရာဒူးဖယ်ရှားရတာပြောတာတကယ်တော့သူဖမ်းဆီးအကြေချုပ်တာလည်းဖြစ်ဖို့များပါတယ်သူတို့လေတပ်က pilot ဆိုတဲ့လူသက်အဲဒီလေရင်မောင်းတိုက်လေမောင်းတဲ့ခေါင်းကြီးကိုတိုင်ပြည်သူကိုတက်ဖြတ်ဘုံကျဲရအောင်အားကြီးလို့မခံနိုင်တော့ဘူးအကြီးနဲ့လေကွာဟာချက်တွေကြီးမာပြီးအချင်းချင်းပဋိပက္ခဖြစ်နေတဲ့အချိန်သူကပြည်သူတရားလုံးကို အချိန်တချို့လိညာပြီးတော့ထဲမှာပြည်သူတွေကပြည်သူဖြစ်တဲ့စစ်တပ်ကကောင်တွေကိုလည်းပဲသူလိညာခဲ့တယ်ဒါပေမဲ့ဘာဖြစ်လဲ you cannot fool all of the people all of the people ဆိုတဲ့နေမှာစစ်တပ်ကကောင်တွေလည်းပါတယ်ပြည်သူတွေလည်းပါတယ်တိုင်းသားအလုံးလည်းပါတယ် all of the people you cannot fool all of the people all of the time တချိန်လုံးမင်းလိညာလို့မရဘူးမင်း online သူကလူတချို့ကိုလိညာလို့ရာကောင်းရခဲ့ပြီလူအလုံးကိုတချိန်လုံးလိညာဖို့သူဆက်ပြီး မိုက်ယူရဲဆန်စွာစူးစားလာတဲ့အချိန်မှာတော့ပြည်သူတွေလည်းတိလာပြီတော်လိုက်တပ်ဖွဲ့လည်းတိလာပြီမျိုးစစ်တွေလူငယ်အလုံးလည်းတိလာသလိုပိုင်လော့ဆိုတဲ့ပညာသင်ထားခဲ့တဲ့စစ်တပ်ကတိုက်လီမောင်းဘုံကျဲခွင့်ရထားတဲ့လူသက်ကောင်တွေလည်းပဲတိလာလို့သူတို့ချင်းချင်းငါတို့ဒီပုံစံအတိုင်းဆက်သွားလို့တော့မရဘူးတိကြတဲ့ကြားဖြန့်ဆရာစွဲကောင်မင်းအောင်လိုင်ရဲ့ခိုင်းခိုင်းစီမှုကိုငါတို့လို့ငါတို့လည်းကြားဖြန့်ဆရာစွဲသားတွေဖြစ်တစ်ချိန်မို့တစ်ချိန်ဘာလို့ဆိုတော့ ရာဇဝေဘေးပြေးမလွတ်ဘူးဘာဖြစ်လို့လဲဆိုတော့သူတို့တွေကဥပဒေတွေတင်ခဲ့ဘူးတဲ့သူတွေဖြစ်တယ်ဒီအချိန်မှာဒီနေ့ဥပဒေအကြောင်းမျိုးမျိုးကြောင့်အိပ်ပျော်နေပြီမဲ့မလက်ပြန်တော့မို့ဘယ်တော့ခါတည့်ရရဲ့မှာတော့နိုးထလာမှာဆိုတော့သူတို့တိတော့သူတို့လီပဲစိတ်ရာဇဝတ်မှုတွေနဲ့အေးအေးခံမဲ့ရာဇဝတ်ကောင်တွေဖြစ်မဲ့ဆိုတော့တိလာတော့စိုးထိတ်လာတယ်ကြောက်ရွံ့လာတယ်အဲ့တော့ဘာလုပ်လာလဲအန်တီကန်လာတယ်အန်တီကန်နေဆိုတော့အမိမနာခံဘူးဂလန်ဆန်လှုပ်လာတယ်အကြောင်းမျိုးမျိုးအလီပိုင်း complain ပြပြီးတော့ complaint တက်တယ်လို့ခေါ်တာပေါ့ပြပြီးတော့ဘုံကျဲဖို့ညှင်းဆန်လာတဲ့အတွက်ကြောင့်အခုဆိုးဝင်းကိုတိုင်နော်အခုဆိုရင်ဖန်းစီပြီးတော့ number ကတိုင်းမူကောင်းလုတ်တင်26ခွာကောင်းလဲဖန်းစစ်နေရတယ်ဇော်ဝင်းမျိုးကိုလည်းဖြုတ်ပြီးတော့ဖယ်နေရတယ်သူတို့ချင်းချင်းကြားထဲမှာပြိုးအမှု꽌ပြိုမှုတွေနဲ့အချင်းချင်းလုံမှုယူဖန်းစီစမန်ခုတ်နေကြတဲ့အခြေအနေတွေကလူအလုံးကိုတစ်ချိန်လုံးအယူလုပ်ဖို့ might you yes ဆန်ဆိုတာစူးစမ်းခြင်းရလဒေတာဖြစ်တယ်။อืมဆိုတော့ သူဘလောက်ပဲမယူရဲ့ဆန်သွားလူတွေကိုအယူလုပ်ခဲ့လုပ်ခဲ့အခုဆိုရင်ပြည်သူတွေကလည်းစာတက်သွားပြီသူ့ရဲ့တပ်ဖွဲ့တွေမှာရှိနေသူတွေကစာတက်သွားပြီဆိုတော့သူလှုပ်ရှင်နိုင်လှုပ်လို့မရတဲ့အတွက်ကြောင့်မလို့သူပြန်ဖမ်းတဲ့ဥစ္စာပေါ်တွေလုံနေဆိုတော့လေအလုံးနဲ့အသိပါပဲဆိုတော့ဂျာဖက်ကိစ္စနဲ့ပတ်သက်ပြီးတော့မှအမေရိကန်ကနေပြီးတော့မှဒါရေးယူတော့မယ်လုံးဝရှေဖြုတ်တော့မယ်လို့ပြောတဲ့အချိန်မှာဒီကောင်ဒီဒါနိုင်ငံကြီးအလဲပြောင်းတစ်ခုဖြစ်အောင်လို့ဒီကောင်ဘာလုပ်လိုက်လဲဆိုတော့ငါးငါးကာကြီးတွေကိုလွတ်ပေးမယ်လို့ဘာဖြစ်တယ်လို့ကြီးကြဲတွေပြောကြတယ်အဓိကတော့ဘာလဲဆိုတော့အမေရိကန်ရဲ့ပဏာကိုယူဖို့အတွက်ပါပဲ ဒီကသူတကယ်တာနိုင်ငံရေးအလဲပြောင်းလုပ်ချင်နေဆိုရင်အမေစုနဲ့တပရိုင်းဦးဝင်းမျိုးလှုပ်ပေးလိုက်လေ NLD CEC ရရှိရလှုပ်ပေးလိုက်လေအဲ့ဒါမျိုးကြောင့်သူမလှုပ်ပေးဘူးအဓိကတော့ဘာလဲဆိုတော့ဒီကောင်နိုင်ငံရေးအလဲပြောင်းဆိုတာထက်အမေရိကန်ကနေပြီးတော့မှတကောင်ကိုကြိတ်တော့မယ်ဆိုတော့တိတဲ့တကြောင်မလို့မယောင်ခြောက်ချားနဲ့ပောက်လို့ပေးစားတွေလုတ်ချင်တာတွေလုတ်နေလို့ပဲကျွန်တော်တို့ထင်ပါတယ်အဲ့တော့သူယူလို့မရတော့ဘူးယူလို့လို့မရတော့ဆိုတဲ့အကြောင်းလေးကိုသိစေချင်တဲ့အကြောင်းမလို့ဒီပရဖန်ရီယက်ရှင်လုတ်ပေးတာပါကျေးဇူးများရှိတယ်ပါတယ်နောက်တစ်ခေါက်မှပြန်ဆုံတွေ့ပါမယ် င်္ဂလာရှိတဲ့တော်လန်နေလေးဖြစ်ပါစေ Plata Review လို့ YouTube Channel ဖြစ်ပါရခင်ဗျာကြည့်ရှုအားပေးကြတဲ့မျိုးတွေအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့တလုံးတော်ဝပြည့်ဝနိုင်ကြပါစေဗျာ